ိတုဩဝရစာခန်းကြီး3အငယ်1မှ9လူတို့သည်အထွတ်မြတ်အာဏာစေ၏အုပ်ဆိုးခြင်းကိုဝန်ခံစေခြင်းခံ၎င်းမိ၏စကားကို နားထောင်စေခြင်းခံ၎င်းကောင်းသော အမှုအမျိုးမျိုးတို့ကိုပြု၍အသည့်ဖြစ်စေခြင်းခံ၎င်းအဘဲသူကိုမျှမကဲ့ရန်တွေ့ခြင်းကိုမပြုဖြင်းညင်းသောသဘောရှိ၍ ခတ်သိမ်းသောသူတို့၌အလွန်နုညံ့တိမ်မွေ့စွာပြုစေခြင်းက၎င်းတတိပေးလောအကြောင်းမူကားအထက်ကငါတို့သည်ပညာမဲ့သောသူ နားမထောင်သောသူမှားယွင်းသောသူအထူးထူးပြားပြားသောတက်မဲ့ခြင်းကာမဂုဏ်ခံစားခြင်းအမှုတို့ကိုဆောင်ရွက်သောသူမနာလိုခြင်းညှူဆူခြင်းကျင်လည်သောသူဆက်ဆုပ်ရွှင်ရှားပွေသောသူ အချင်းချင်း မုန်းသောသူ ဖြစ်ကြ၏ ငါတို့ကိုကယ်တင်တော်မူသောအရှင်ဘုရားသခင်၏စေနာတော်နှင့်လူတို့ကိုချစ်တော်မူသောမေတ္တာတော်သည်ပေါ်ထွန်းသောအခါငါတို့ကျင့်သောဖြောက်မတ်ခြင်းအကျင့်အားဖြင့်မဟုတ်ဘဲမိမိတနာခြင်းကုဏာတော်နှင့်ညီဒုတိယမွေးခြင်းနှင့်ဆိုင်သောစေချောခြင်းအားဖြင့်၎င်းတန်ရှင်သောဝိညာဉ်တော်၏အသည့်ပြုပြင်ခြင်းအားဖြင့်၎င်းငါတို့ကိုကယ်တင်တော်မူ၏ငါတို့ကိုကယ်တင်သော အရှင်ယေရှုခရစ်အားဖြင့်ငါတို့အပေါ်သို့ထိုဝိညာဉ်တော်ကိုကြွယ်ဝစွာ ွန်းလောင်းတော်မူ၏အကြောင်းမူကားငါတို့သည်ဖျားသခင်ကျေးဇူးတော်အဖျင်ဖြောက်မတ်ရာသို့ရောက်၍သာဝရအသက်ကို မျော်လင့်သည်နှင့်အညီအမွေခံဖြစ်ကြမည်အကြောင်းဒီအငယ်၈မှ၁ဤစကားသည်တစ္ဆာစကားဖြစ်၏ဖျားသခင်ကိုယုံကြည်သောသူတို့သည် ကောင်းသောအကျင့်တို့ကို အမြဲကျင့်အပ်သောငါတတိပြုအပ်ကြမည်အကြောင်းတင်သည်ဤရာများကိုစူးစမ်း၍ဟောပြောစေခြင်းကငါအလိုရှိ ထိုအကျင့်တို့သည်ကောင်းသည်သာမကလူတို့၏အကျိုးကိုပြုစုတတ်သောအကျင့်ဖြစ်ကြ၏မိုက်မဲသောပု္ပ္ပာအမေတို့ကို၎င်းဆွေစဉ်မျိုးဆက်စည်ရင်တို့ကို၎င်းပညာတရားကြောင့်ရန်တွေ့ခြင်းတိုက်လန့်ခြင်းတို့ကို၎င်းရှောင်လော အကြောင်းမူကားထိုအရာတို့သည်အကျိုးမရှိ အချင်းဤတက်တဲ့ဖြစ်ကြ၏တင်းခွဲသောသူကိုနှစ်ကြိမ်မြောက်အောင် ဆုံးမပြီးမှပယ်ရှားနှင်ထုတ်လော ထိုသောသူသည်ကိုအပြစ်ကိုတိလျက်ပင်အပြစ်ပြု၍မှောက်လန်သောစိတ်ရှိသောသူဖြစ်သည်အငယ်၁၂မှ၁၅အာတိမတော်၎င်းဒုခိတ်တော်၎င်းတစ္စီတို့ငါဆီလွတ်သောအခါနီကောပလီမြို့တိုင်အောင်ငါထံသို့လာခြင်းငါကြိုးစားလောဆောင်းကာလပတ်လုံးထိုမြို့၌ငါနေမည်ဟု အကြံရှိ၏ကျမ်းစီယာစေနာနှင့်အာပေါလု၌ အဘေယာမြမလူစီခြင်းကကြိုးစား၍လမ်း၌ပို့လောငါတို့ဤလူများသည်လည်းအတိမဲ့သောသူမဖြစ် ကိုသုံးเสียဘူးရှိရမည်အကြောင်းကောင်းသောအကျင့်တို့ကို အမြဲကျင့်အပ်သောငါတင်ကြစီငါထံမှရှိသောသူအပေါင်းတို့သည်တင့်ကိုနှုတ်ဆက်ကြ၏ယုံကြည်ခြင်းနှင့်တကားငါတို့ကိုချစ်သောသူများကိုနှုတ်ဆက်လောတင်တို့အပေါင်း၌ခြေဆုသောရှိစေတည်း အာမင်တိတုဩဝါဒစာပြည့်၏ Okay ဒီတိတုဩဝါဒစာခန်းချီ၃ကတော့ဒီအခန်းငယ်၁၀နောက်ပိုင်းနည်းနည်းလေးအာ Unicode မဖြစ်တာတွေအခြား website မှာရှင်လဲအာအစီအမပြတာတွေခန်းကိုကိုအထက်ထက်ထက်ကြီးတာပေါ့နော်အဲ့လိုမျိုးရှိပါတယ်ဆိုတော့ကျန်းစာအုပ်ထဲမှာဖတ်ရင်တော့ဟိုကောင်းပါတယ် ဒါပေမဲ့ဒီအတန်အဓိကအတန်နားထောင်လို့ရတဲ့အတန်နားထောင်လို့ရှင်ပြေဆိုတော့ရပါတယ်တီတိုအော်ရာဆာခန်းချီတီကနေခန်းချီတုံးအာထိဖြစ်ပါတယ်အာတီတိုအော်ရာဆာဒီနေ့နောက်ဆုံးပါတော့ Okay, now 10 by 3 by 10 3 10. Bye-bye.